ဒီဗီဒီယိုလေးကကြတော့ဖီလာထိုးကျင်တဲ့လူတွေတည်ထားတဲ့အခြေခံကြောင်းအရာတွေကိုပြောပြပေးတဲ့ဒုတိယအပိုင်းလေးဖြစ်ပါတယ်။မင်္ဂလာပါကျွန်မတော်တော်ယူရီပါ။အေးပြကျွန်မရင်းတဲ့လှပကို knowledge sharing မြန်လို့ပေးနေတဲ့လှပရေးဆရာဝန်လေးဖြစ်တယ်လို့ အမျိုးသမီးကျန်းမာရေးတွေကိုလည်းဘူဒူတမျှဝေပေးနေတယ်။ဆရာဝန်လည်းဖြစ်ပါတယ်။ဒေါက်တာစီမာကကြတော့သင်တန်းလေးနဲ့နှစ်ခုရှိတယ်။ပထမတစ်ခုကကြတော့တကူရေတန့်ရှင်းမှုနဲ့အနန္တန်ကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါ။အဲတီနေဂျာလေးတွေကိုဒီဆယ်ကျော်သက်ရွယ်ပတ်ချလေးတွေကိုတာဂက်လုပ်ထားတာဖြစ်ပါတယ်။အဲသူတို့လေးတွေကကိုယ့်ကိုယ်အနန္တန်တွေကိုဘယ်လိုလုပ်ရမလဲဘယ်လိုတန့်ရှင်းလုပ်ရမလဲဆိုတာမသိကြတာများဖြစ်တဲ့အတွက်သူတို့လေးတွေတွေ့လို့ပြီးထားတာ။နောက်တစ်ခုကကြတော့ဖီလာအကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းလေးပါ။ဘယ်သူကိုတာဂက်လုပ်ထားရလဲဆိုတော့အထူးသဖြင့်ဟိုငွေကြီးမတက်နိုင်တဲ့လူဆရာဝန် အနေနဲ့မပြားပြစ်ပဲနဲ့အာဒီအဆင်ပြေတယ်လို့လုပ်ရင်းနဲ့အသက်အန္တရာယ်ဆုံးရှုံးလာရတဲ့ဟာတွေများလာတဲ့အချိန်မှာဒါတွေကိုဒေါက်တာရှင်းချတဲ့အနေနဲ့ဒီ class လေးကိုဖွင့်ထားဖြစ်ပါတယ်အဓိကအကြောင်း public ကိုရည်ရွယ်ထားတာဖြစ်ပါတယ်ကဲဒီ class လေးတွေကိုဒီလို join channel ဆိုရင်တော့ဒီ Facebook ကိုသွားပါဒေါက်တာယူရီလို့ရှာလို့ရပါတယ်အဲဒီကနေပြီးတော့ messenger ကိုတစ်ခါတည်းတန်းသွားပြီးတော့ private class လေး join ချင်လို့ပါလို့ပြောလို့ရပါတယ် အဲ့တော့ဒီပိုင်းလေးကဒုတိယပိုင်းဆိုတော့တို့ကပထမအပိုင်းမှာတို့ကဘာပြောခဲ့လဲဆိုတာကိုအကြမ်းမြ recap လုပ်ပေးပါမယ်။အဲ့တော့တို့ filler ဘာဖြစ်လို့ထိုးကျင်ကြရလဲ။အဲပြီးတော့ဦးတည်ပြီးတော့ဒီ lip filler ကိုဦးတည်ပြီးတော့တို့ဆက်ပြောသွားတာဖြစ်ပါတယ်။ပြီးတော့ filler တွေရဲ့အားသာချက်တွေကဘာရှိလဲ။ပြီးတော့ filler ထိုးကျင်နေဆိုရင်သိကိုသိထားတဲ့အခြေခံအကြောင်းအရာလေးတွေကိုတို့ကပြောသွားခဲ့တာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုဖြစ်နိုင်တဲ့ဆိုဂျိုလေးတွေကိုလည်းအဲ့ပထမအပိုင်းမှာပြောသွားခဲ့တယ်။အခုဒုတိယပိုင်းမှာတို့ကဘာကိုဆက်ပြောမှလဲဆိုတော့ ်ဆလာထိုးလိုက်ပြီလစ်ဆလာထိုးလိုက်တယ်မလှဘူးဘာလို့ကြမှာလဲဆိုတော့တို့ပြန်ဖြော်လို့ရပါတယ်ဒါပေမဲ့ဖြော်လို့ရတာကကြတော့တစ်ခုပဲရှိရကိုထိုးခဲ့တဲ့ဆလာကကြတော့ hyaluronic acid filler ဖြစ်ဖို့လိုတယ် cross link hyaluronic acid filler ဖြစ်ဖို့လိုတယ်အဲ filler လို့ပြောလိုက်တာ ਨੇ ပစ္စည်းကတမျိုးတည်းပဲရှိရမှာမဟုတ်ပါဘူးအ fill လုပ်လို့ရတဲ့ဟာဖူးပေါင်းစီတဲ့ဟာဒီတို့တို့ကကြတော့ filler လို့သုံးတာဖြစ်ပါတယ်အဲ့တော့အဟောက် fill လုပ်လို့ရတာက hyaluronic acid ရှိမယ် CH ရှိမယ်အဲတခြား အမျိုးအစားတွေအများကြီးရှိရေပေါ့နော် အဲဒါရတွေ့ကြုံရဟိုဟာဖြစ်တဲ့ဆိုရင်အမျိုးသမီးတယောက်ဆိုရင်သူ beauty spa မှာသွားပြီးတော့ filler ထိုးခဲ့တာဒါပေမဲ့သူထိုးခဲ့တာကကြတော့ hyaluronic acid အမျိုးအစားဖြစ်မဟုတ်ဘူးပြီးတော့ထိုးခဲ့တာကလည်းပြပြနေရာကိုသွားထိုးတာဖူပေါင်းစင်လို့တကယ်တမ်းသူ infection ဝင်ပြီးတော့ပြန်ပြီးတော့ဖျော်ချင်တဲ့အချိန်ကျတော့ red skin ကိုရောက်လာတဲ့အချိန်မှာဆိုရင်ဖျော်လို့မရတော့ဘာလို့ဆိုသူထည့်ခဲ့တာကကြတော့ hyaluronic acid အမျိုးအစားဖြစ်နေရမဟုတ်ဘူးသူကိုယ်တိုင်တော့မှမထည့်ခဲ့မှမသိဘူးနောက်ဆုံး beauty spa ကိုရောက်တဲ့အချိန်ကျမှသူတို့လည်းဘာမှလုပ်ပြီးလို့မရအောင်တောင်းဝန်ယူလို့မရအောင်အလိုလိုတွေဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒီမျိုးသမီးဆိုဘာလို့ရလဲဆိုတော့နောက်ဆုံး င်းစာကြွေးခန်းတွေဝင်ရတယ်ပြန်ပြီးတော့စာကြွေးနဲ့ပြန်ထုံးရမျိုးလေးရှိရပေါ့ဆိုတော့အဲ့တော့ကိုထိုးတဲ့ဖီလာမျိုးစာဒီဘာမျိုးစာလဲဆိုတာတော့သိဖို့လိုလိမ့်မယ်အခုဒေါက်တာပြောတာကြတော့အာမကြိုက်ရင်ပြန်ဖြော်လို့ရတယ်ဆိုတာကြတော့ကိုထိုးခဲ့တာ HA အမျိုးစာဖြစ်မှသာလင်းပြန်ဖြော်လို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါတို့ဒီမြန်မာပြည်မှာကြောက်ဆရာဝန်တော်တော်များများအခုချိန်ထိကကြတော့ပြန်ဖြော်လို့ရအောင်ဆိုပြီး HA ဖီလာကိုပဲဒီကထားပြီးတော့တုံးကြတာတော့များပါတယ်ဒီဟာလေးကကြတော့အရင်သိဖို့ကောင်းတဲ့ချက်ပေါ့နော်အဲ့နောက်တစ်ခုကကြတော့အရင်ဟိုကိုအရေးကြီးသတိထားမယ်အချက်လေးတော့ရှိရပေါ့ တော့အဟာပါလဲဆိုတော့ဖီလာဒီထဲကဖီလာဖီလာဖီလာကို cheapest အဖြစ်ဆုံးဟာဈေးပေါ်ဆုံးဟာရွေးရတယ်ရတ်တက်နိုင်ဆုံး ရှောင်းမှာ pheophilamto ကမှာတော်တော်တို့ဒီ anticoagulant တွေသွေးကြဲစည်တောက်နေရဆိုရင်ရှောင်းရပါမယ် NSAID တွေဒီအဒီကြိုက်ခက်ပျောက်စည်တွေဆိုရင်လည်းရှောင်းရပါမယ် omega 3တို့ evening prime oil တို့ဒီ herbal drinks တွေအဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော်တော်တို့တပတ်ကြိုပြီးတော့ရှောင်းရမှာဖြစ်ပါတယ်အာပြီးတော့24နာရီမတိုင်ခင်မှာ exercise ပြင်းထန်လုပ်ထားတာမျိုးတွေမဖြစ်ရပါဘူးပြီးတော့တို့တို့ list လာထိုးတယ်ဆိုရင်လည်းထိုးပြီးကိုယ့်ကိုယ်ပြန်ပြီးပုံဖော်တာမျိုးတွေလောကမလုပ်ရပါဘူးဆရာဝန်ရဲ့ instruction မရှိဘဲနဲ့မလုပ်ရပါဘူးဘာလို့လဲဆိုတော့ဆရာ ဝန်သူကသူပုံဖော်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီပုံစံတိုင်းလေးကိုပဲတော့သူကမိုဒင်လုပ်ထားရတာဖြစ်ပါတယ်တကယ်လို့ကိုကရောင်ရမ်းနေတာကတော့၃ရက်နဲ့အထက်ဖြစ်နေပြီဆိုရင်တော့ဆရာဝန်ပြင်ပြီးတော့ contact လုပ်ဖို့လို့လိုလိမ့်မယ်အဲ့တော့ filler ဖူးဖူးပေါင်းလှလှလေးနဲ့ရလက်ကောင်းလေးလိုချင်တယ်ပေါ့နော်အဲ့ဆိုရင်ဘာတွေတည်ထားရမလဲဆိုရင်တော့တော့ကိုကဘာပုံစံလိုချင်လဲဘယ်လိုလိုချင်လဲဆိုတာကိုတိတိကျကျတောင်းဆိုတတ်ဖို့လိုတယ်တကယ်လို့ lip ကိုဘယ်လိုမျိုးပုံဖော်မလဲဆိုတာကိုဟိုတိတိကျကျရချင်တယ်ဆိုရင်တော့ကိုကြိုက်တဲ့လူရဲ့ lip လေးကိုဟိုဓာတ်ပုံရိုက်ရိုက်ပြီးရဲ့ချင်းကြရင်အဲ့နေကြရင်ဆရာဝန်ကို ပြဒါမျိုးလုပ်လို့ရတယ်အဲ့တော့ဒီနှကန်းပုံလေးကရနိုင်လားမရနိုင်လားဆိုပြီးတော့လေဆရာဝန်နဲ့ consult လုပ်ကြည့်လို့ရပါတယ်ပြီးတော့တခါတည်းနဲ့အများကြီးကိုထိုးတာမျိုးလုံးဝမလုပ်ပါနဲ့အာတချို့တွေကကြတော့ငါပတ်စံတစ်လောက်သုံးထားတာ filler တခြားမှာ 1cc ပါတယ်အဲ့တော့ဒီ 1cc ကငါနှကန်းလေးကိုအကုန်လုံးထိုးပေးရမယ်ဆိုတဲ့အဲတခုရှိရပေါ့နော်ဆရာဆရာဝန်ကြီးရဲ့အလုပ်ကကြတော့ကိုယ်ဝယ်ထားတဲ့ဒီ 1cc ကိုအကုန်လုံးထိုးပေးရဖို့တောင်းဖို့မရှိပါဘူးအဓိကကညီမလေးရဲ့နှကန်းကကြတော့ အသင့်လျော်ဆုံး life pass ဆို safe app ဖြစ်ဆိုပမာဏအနေထားတစ်ခုကိုပဲသူတို့ကထိုးပေးရမယ်တောင်းဝန်ရှိပါတယ်ဆိုတော့ဈေးတွက်တလို့မျိုးတော့အဲ့လိုမျိုးတော့သွားလို့လို့မရပါဘူးအဲ့တော့ပိုးတဲ့ဟာတွေကိုကြတော့လည်းအရင်မနှမျောပါနဲ့ဒါတို့ဆရာဝန်တွေကလည်းအဲ့ပိုးတဲ့ဟာတွေကိုသူများစီကိုလည်းထိုးလို့မရပါဘူးဒါတွေကကြတော့ blood products တွေဖြစ်တာဖြစ်တဲ့အတွက်ဒါတို့ဒီဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေကိုအရင်ကြောက်တာဖြစ်တဲ့အတွက်ညီမလေးကိုမသုံးလဲပဲဒါတို့အနေနဲ့တခြားလူကိုသုံးစရာအကြောင်းမရှိပါဘူးအဲ့တော့အာကိုအနေနဲ့ကကြတော့ ဆရာဝန်ကမေးရမှာလဲဘာသိတဲ့လဲပေါ့အဲ့တော့ဘာပရင်သုံးတာလဲမေးလို့ရတယ်ဘယ်လောက်ကြာရင်နောက်တစ်ခါ ထိုးလို့ရတယ်မေးလို့ရတယ်ဘာဘေးထွက်ဆိုကြိုးကြီးရှိလဲဆိုအောင်မေးလို့ရတယ်တခုခုကျွန်မကြောက်တယ်ဆိုရင်ဘသူ့ဆက်သွယ်ရမှာလဲ content number လေးမေးလို့ရတယ်အရေးပေါ်ဆက်သွယ်ရမယ့် number ပေါ့ပြီးတော့ထိုးပြီးတော့ဘာတွေရှောင်ရမှာလဲဆိုတာအောင်မေးလို့ရပါမယ်ဆိုတော့ဒီအကြောင်းအရာအချက်လက်လေးတွေကိုတော်တော်အခု present လုပ်သွားတာဒီအခု video ကိုကြည့်နေရညီမလေးတွေ urian တွေတော်အများကြီးကိုသုံးဝင်မယ်လို့ညွှန်လင်းပါတယ်လိုချင်တဲ့အလားပါကိုဘေးကင်းကင်းနဲ့ရကြပါစေလို့တော်တော်ညွှန်လင်းပါတယ် ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment အကြောင်းပဲဖြစ်ဖြစ်သုံးမဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နှစ်သက်တဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြည့်ပြည့်စုံစုံမေးထားတယ်ဆိုရင်ရပါတယ်အဲဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာ Yurian လေးတွေမေးတာတဲ့မိခွန်းလေးတွေအများကြီးရတယ် ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြေရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးတော့ဖြေပြရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay urine လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုတော်တော်ဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုတော်တော်ကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတော်တော်ဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းတော်တော်ပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတဲ့ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင်နဲ့ အဲ့ဒီအကောင့်မှာလည်းမြင်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြင်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင် တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒါဒါရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့တော့ကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒါဒါဒီ post ရအရင်အောက်မှာ first comment အနေနဲ့ dr mention လုပ်ပေးထားမယ် dr yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုဘက်အကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Arc Chapter Yuri Aesthetic အကောင့်လေးမှာဆုံရမယ်နော်။